အားလုံးမင်္ဂလာပါမြောင်းတော်လီရှာရင်းရှန်ကနေပြီးတော့မှပြန်လေးကြိုးစို့ပါရယ်ကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လားပြီးခဲ့တဲ့ဆီစုနှစ်တွေကစပြီးတော့တရုတ်ကတူးစစ်အင်အားတွေကိုရည်ရွယ်ချက်တစ်ခုနဲ့တိုးရှိလာပါရယ်မြေပြင်တဲတိုးရှိတာကနိပညာအရာတည်တာပါရယ်လေတဲနဲ့ရေတဲကတော့နိပညာအရာရောအင်အားအရာပါတိုးလာတာပါဒီနေ့မှရေတဲအင်အားတိုးရှိတာကအင်ဒိုပစိဖိတ်ဒေသအတွက်စိုးရိမ်စရာတွေနဲ့တိုင်ဆိုင်တာတွေကိုဖြစ်လာစေပါရယ် သူတို့ရဲ့လီယန်နေသင်္ဘောစီမံကိန်းတွေကရေတဲအင်အားတိုးရှိတာအတွက်အဓိကကြားယုံကြီးတစ်ခုလို့ဖြစ်လာပါတယ်။တရုတ်ကပထမဆုံးလီယန်နေသင်္ဘောအနေနဲ့ဆိုဗီယက်ခေတ်ကသင်္ဘောဟောင်းကိုပြင်ဆင်တာတွေလုပ်ပြီးတော့မှတုံးခဲ့ပါတယ်။အမေရိကန်နဲ့အနောက်နိုင်ငံတွေကတော့အဲ့ဒီသင်္ဘောကိုလှောင်ပြောင်တာတွေလုပ်ခဲ့ပါတယ်။တရုတ်အရှင်းရှင်းမှာတော့ပထမဆုံးအသုံးပြုတဲ့လီယန်နေသင်္ဘောကိုအလောက်အထင်မကြီးသေးပါဘူး။သူတို့တွေမြင်တာကနိုင်ငံရှင်းနဲ့လေ့ကျင့်ဖို့အတွက်လိုပဲမြင်ပါတယ်။ ဒီလိုလည်းပဲတရုတ်ရဲ့လျင်တင်ပေါ်ကအစင်းရေတိုးလာပြီးအခုဆိုရင် type 003အစင်းမြင့်တင်ပေါ်ကိုပါရလာပါပြီအဲ့ဒီလျင်တင်ပေါ်မှာတော့ Qatar plan လောက်လွှဲစနစ်နဲ့လျင်ကိုလွှတ်တင်နိုင်ပါ रे အရင်ကရှိခဲ့တဲ့လျောင်းနေတဲ့ရှန်တုံးတွေက escape gem အမျိုးအစားကိုပဲတုံးကြပါ रे အစင်းမြင့်တဲ့ခိမိလျင်တင်ပေါ်အစ်ကို တရုတ်ဘက်ကပိုင်ဆိုင်လာသလို type 004ကိုလည်းစောင့်နေပါ रे ဒီတီဆောင်နေစေတင်ပေါ်က nuclear နဲ့မောင်းနေမှာပါ ကမ္ဘာမှာနျူကလ িয়ার စွမ်းအင်သုံးလျင်တဲ့သင်္ဘောကိုပိုင်ဆိုင်တာကပြင်သစ်နဲ့အမေရိကန်ပဲရှိပါသေးတယ်။တရုတ်ကဒီအထက်ကိုလာမယ့်နှစ်တွေမှာပါဝင်လာနိုင်တော့မှာပါ။ဒီလျင်တဲ့သင်္ဘောအစ်စ်တဲ့မဟုတ်ပဲကာတာပလတ်စနစ်ပါတဲ့ရဟရင်တဲ့သင်္ဘောနောက်တစ်ဆင်းကိုလည်းတိစောက်နေပါတယ်။ဒီနေ့ကတော့တရုတ်ရေတဲရဲ့တူရှေးလာနေတဲ့လျင်တဲ့သင်္ဘောကဏ္ဍကိုကျွန်တော်တင်ဆက်ပေးတော့ပါမယ်။လွန်ခဲ့တဲ့2000ပြည့်လွန်နှစ်တွေကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်တရုတ်ရေတဲကအဲ့ဒီအချိန်မှာအင်အားကောင်းတဲ့တပ်ဖွဲ့ဖြစ်မနေသေးပါဘူး။ ။အိုဟောင်းနေတဲ့ဖြတ်တင်ဘောတွေနဲ့မီဂိုးတွေထွက်တဲ့ဒီဇယ်ရင်ငုတ်တင်ဘောတွေပဲသူတို့စီမှာရှိနေပါသေးတယ်။ဒီတင်ဘောအများစုကတရုတ်ကမ်းရိုးတန်းအနီးမှာပဲစစ်ဆင်ရေးတွေနဲ့လစ်ကျင်းတာတွေလုံနိုင်ကြတဲ့တင်ဘောတွေပါ။ Fast ILM ဆင်းကိုကျော်လွန်ပြီးတော့မှဘာမှမလုံနိုင်ပါဘူး။ဒီလိုရစ်တဲလေးကလင်းနေတဲ့တင်ဘောအိမ်မက်ဖြစ်လာချိန်မှာနိုင်ငံတွေကလှောင်ကြီးခဲ့တာမဆန်းပါဘူး။အခုတော့တရုတ်ဘက်ကပင်လေရရှာစစ်ဆင်နိုင်စွန်းကိုတိုးရှိလာပါပြီ။ဒီတော့တရုတ်ရဲ့တိဆောက်စေးတင်ဘောတွေကဘလို့အဓိပ္ပာယ်နဲ့တိဆောက်နေတာလဲ။ အရင်ကတော့တရုတ်ရဲ့စီးရေးယူမဲ့ချက်ကသူ့ရဲ့ကံယိုးထဲမှာပဲရှိပါတယ်ဒါပေမဲ့လေရည်သင်္ဘောတွေရလာပြီးတဲ့နောက်မှာစီးရေးယူမဲ့ချက်ကလည်းပြောင်းလာပါတယ်လက်ရှိခေတ်တရုတ်ရေထဲမှာလေရည်သင်္ဘောကမဟာဗျူဟာအရာအရေးပါလာတဲ့အရာဖြစ်လာပါပြီတစ်ချိန်ကကံယိုးတန်းကိုပဲကောက်ွေမယ်ဆိုတဲ့စိတ်ကူးကလေရည်သင်္ဘောတွေဖြစ်လာတဲ့အချိန်မှာပြောင်းလဲလာခဲ့ပါတယ်ပင်လေပြာရေတဲ့အဆင့်ကိုတော့မရောက်သေးပေမဲ့ဒီသင်္ဘောတွေနဲ့ဒေတာရင်းအင်အားဖြန့်တာတွေကိုဘီဂျင်ဘက်ကလှုပ်လာပါတယ် တရုတ်ရည်တမ်းမှာလေယာဉ်သင်းပေါ်နဲ့ပတ်သက်ရင်အတွေ့အကြုံသိမြင်သေးပေမဲ့နောက်ပိုင်းမှာဖြစ်လာမယ်လို့မျှော်လင့်ရပါတယ်။ဘာကြောင့်လေယာဉ်သင်းပေါ်ကိုတရုတ်ဘက်ကအာရုံထားလာတယ်လဲဆိုရင်တော့ပင်လယ်ပြာရည်တဲစီကိုဥတီရှင်နေတာကြောင့်ပါ။ကမ္ဘာမှာအမေရိကန်ကပဲပင်လယ်ပြာရည်တက်လို့ခေါ်တဲ့ပင်လယ်ပြင်ဒေးကြိုက်တဲ့နေရာကြိုက်တဲ့အချိန်မှာစစ်ဆင်နိုင်တဲ့အစွန်းရှိထားပါတယ်။ဗြိတိသားတွေနဲ့ပြင်သစ်တွေတော့မှပင်လေပြာရည်တဲ့အစွန်ကိုအရလောက်မပိုင်သေးပါဘူး။တရုတ်ရဲ့အိမ်မက်ကအမေရိကန်ကိုမှီအောင်ဒါမှမဟုတ်ကြော်တက်အောင်လုပ်ချင်နေတာပါ။ ီဟာကြောင့်မဲ့တရုတ်မှာလင်းရည်သင်္ဘောတီဆောက်ရေးတွေကရေတဲရဲ့ဦးစားပေးအရာဖြစ်လာပါတယ်။တရုတ်ရဲ့ပထမဆုံးလင်းရည်သင်္ဘောအုပ်ကိုပြောရင်တော့လျှောက်နှင်းကိုပြောရပါမယ်။သူကဆိုဗီယက်ရဲ့ခရုစနီဇော့အတန်းစားလင်းရည်သင်္ဘောကနေဖန်တီးခဲ့တာပါ။1998မှာဒီသင်္ဘောကယူကရိန်းနဲ့ထိမှရှိနေပါတယ်။ယူကရိန်းနဲ့ထိမှဘယ်ရီယက်ဆိုပြီးတော့မှပြောင်းခွာခဲ့ပါသေးတယ်။ဒါပေမဲ့ဆိုဗီယက်ကနေခွေထွက်ပြီးတဲ့ယူကရိန်းကလင်းရည်သင်္ဘောကိုအသုံးပြုနိုင်တဲ့အစွန်းအစာမရှိသေးပါဘူး။ ။ဇယိစကားကုန်ကြမှုတွေကြောင့်တင်းဘောကစစ်ကဲမှာပဲကြောက်ရှာနေရတာခက်မြတ်များပါ။ဒီလိုကြောင့်ပဲယူကရိန်းမှာလျင်နေတင်းဘောတစ်စင်းကအသုံးမလိုတော့တဲ့ပစ္စည်းဖြစ်လာပါတယ်။ဒီသတင်းကိုဘေကျင်းဘက်ကကြားတဲ့အချိန်မှာတော့ဝေယူခဲ့ပါတယ်။1998ကိုစစ်ကိုကာလတွေမှာဝေခဲ့တာပါ။တရုတ်စီကိုရောက်ပြီးချိန်မှာတော့ပညာရှင်တွေရဲ့လေးလာတာတွေလုပ်ခဲ့ရပါတယ်။တရုတ်မှာလျင်နေတင်းဘောဆိုတာကိုအဲ့ဒီအချိန်မှာပဲအနိကက်မြင်ဘူးတာပါ။ဒါကြောင့်တင်းဘောတိဆောက်တဲ့စနစ်တွေဘလို့တိဆောက်ထားတယ်လဲဆိုတာတွေကိုလေးလာရှင်းနေပဲအချိန်တော်တော်များများကုန်သွားပါတယ်။ လေလာတာတွေပြီးဆုံးတဲ့အချိန်မှာတော့တရုတ်ကသင်္ဘောကိုသူတို့စိတ်ကြိုက်ပြင်ဆင်ပြီး2010နှစ်စက်တင်ဘာမှာရေတပ်ထိပ်ကိုထိပ်သိမ်းခဲ့ပါတယ်ပထမဆုံးလေရနဲ့သင်္ဘောရပြီးရင်တော့နောက်တစ်ဆင့်ထပ်ဖြစ်ဖို့ကမခက်တော့ပါဘူးတရုတ်ကပြောရရင်2010နောက်ပိုင်းမှာကုန်ထုတ်မှုအမြန်ဆုံးနိုင်ငံဖြစ်လာပါတယ်အဲ့ဒီအကြီးချင်းနဲ့ပဲ2010ခုမှာရှန်တုံးကိုရေချခဲ့ပါတယ်အလွေဆုံးအရာတော့မဟုတ်ပေမဲ့လေရနဲ့သင်္ဘောတိဆောက်တာကသူတို့အတွက်မခက်တော့ပါဘူးတကယ်တော့ ဒီလိုအစွမ်းစားတွေရခဲ့တာကလျှောင်းနေသင်္ဘောကြောင့်ဆိုတာညင်းမရတဲ့အချက်ပါလျှောင်းနေသင်္ဘောကစတိုဘာအမျိုးအစားလျင်နေသင်္ဘောပါဒီလိုစတိုဘာသင်္ဘောတွေမှာလေယာဉ်ပြတ်တန်းနိုင်တဲ့ရှော့ဆောက်က60ဒီဂရီစောင့်ပါတယ်ဒီ60ဒီဂရီအတိုက်အတာကဆိုဗီယက်သင်္ဘောတွေမှာပဲတွေ့ရပါတယ်ဥရောပကစပိန်အီတလီနဲ့ဗြိတိန်သင်္ဘောတွေမှာတော့60ဒီဂရီကနေ60.5ဒီဂရီအတွင်းစောင့်ကြပါတယ်အဓိကကတော့အဲ့ဒီလိုလေယာဉ်ပြတ်တက်တဲ့နေရာမှာရှော့ဆောက်ရှိတဲ့သင်္ဘောကိုစတိုဘာလျင်နေသင်္ဘောလို့ခေါ်ပါတယ်နောက်တစ်မျိုးကတော့ကာတိုဘာအမျိုးအစားပါ ဒီအမျိုးအစားကတော့ American Legion တွေမှာတွေ့ရတဲ့ပြင်ကြီးပြည်လန့်ရှိတဲ့တင်ပေါ်တွေပါသူတို့ကတော့ Legion ပြင်ဖို့အတွက် Carter Plus စနစ်ကိုသုံးပါတယ်အာတာဂျက်အာနီဂျက်ကိုစီရှိပေမဲ့ Carter ဘားတွေကတော့အာတာဂျက်ပို့များပါတယ် Jellyian တွေမဟုတ်ပေနဲ့ Pinkerter Legion ကြီးတွေပါလွတ်တင်နိုင်လို့ပါ Stover တွေကတော့အဲ့ဒီလိုမလုံနိုင်တဲ့အပြင် Legion ရဲ့လက်နက်တင်ဆောင်နိုင်မှုကိုလည်း short short ပေးရပါတယ် Pinkerter Legion အကြောင်းပြောရရင်ဒုတိယကမ္ဘာစစ်ကိုမြင်မိကြမယ်ထင်ပါတယ်အဲ့ဒီအချိန်တုန်းက Legion တွေက Pinkerter Legion တွေရှိပါပဲ ။လျင်ရည်သင်္ဘောတိုင်းကလည်းဒီလိုလျင်တွေကိုလွှတ်တင်နိုင်ပါတယ်။ဘုံကျဲလျင်တွေကိုတော့မှလွှတ်တင်နိုင်တယ်ပြောရမှာပါ။သူတို့မှကာတာပလက်စနစ်မရှိပါဘူး။ဒီတော့ဘာကြောင့်ပင်ကာတဲလျင်တွေကိုအဲ့ဒီအချိန်တုန်းကလျင်ရည်သင်္ဘောတွေမှာလွှတ်နိုင်တာလဲ။အကြောင်းကတော့အလေးချိန်နေတဲ့အတွက်ပါ။အခုခေတ်ပင်ကာတဲလီယန်တွေကအဲ့ဒီတုန်းကလီယန်တွေထက်အလေးချိန်၃စားကျော်ရှိပါတယ်။အလွေတကူမပြန်တဲနိုင်ကြတော့ပါဘူး။အဲ့ဒါကြောင့်ပြင်းလန်းတို့မှာတွဲခံအားပေးနိုင်တဲ့ကာတာပလတ်တွေကလိုအပ်လာပါတယ်။ ။တရုတ်ဘက်ကဆက်ရရင်တော့2010နှစ်မှာစတိုဘာလီယန်နဲ့တင်ပေါ်တစင်းကိုတုံးလာနိုင်ခဲ့ပေမယ့်သူတို့ကိုယ်တိုင်အစားအဆုံးမတီးဆောက်ခဲ့ရပါဘူး။ဒါကြောင့်ဒီအမျိုးအစားကိုပဲနောက်ထပ်တစင်းအနေနဲ့ပြည်တွင်းမှာထုတ်လုပ်ခဲ့ပါတယ်။ပထမတစင်းနဲ့နည်းပညာအရာသိပ်မခေါ်ခဲ့ပါဘူး။ရှင်းလုံးတင်ပေါ်ကိုထဲရလိုက်တာကတရုတ်အတွက်ပင်လေပြင်အတွင်းကလေချောင်းပြန်တန်းရေးမှာအတွေ့အကြုံပိုရလာစေခဲ့ပါတယ်။မြေပြင်ကလေရင်ကွင်းတွေမှာပြန်တန်းရတာနဲ့တင်မောပေါ်ကနေပြန်တန်းရတာကမတူကြဘူးလို့ပြောပါတယ်။ ဒီနေ့မှလေယာဉ်နဲ့သင်္ဘောကနေပြန်တန်းရတာကအခက်ခဲဆုံးပါတရုတ်ဘက်ကအတွေ့အကြုံရဖို့ဓာရီတိဆောင်းနေချိန်မှာပဲသူတို့ကကာတာပလက်စနီနဲ့လေယာဉ်နဲ့သင်္ဘောတွေကိုလေ့လာနေပါပြီပုံမှန်လေးလေးပြောရရင်တော့အမေရိကန်နဲ့ပြင်သစ်စီကနေရှိုးဝဲအဆက်လက်တွေကိုဖောက်ယူနေပါပြီဒီလိုနဲ့ပဲနိပညာတွေစုံလင်သွားတဲ့အချိန်မှာဖူဂျင်းသင်္ဘောကိုတိဆောက်လာပါတယ်ဘာလို့တိဆောက်ရသလဲဆိုရင်တော့အရင်နှစ်ဆင်းမှာလေယာဉ်တွေနဲ့လန်နက်ကန်သတ်ဂျက်တွေကရှိနေတဲ့အတွက်ပါလိုအပ်တယ်လို့လုံးလို့မရပါဘူးအတွေ့အကြုံရဖို့ ਨੇ ဒေတာရဲနိုင်ငံတွေကိုရှိန်ရှောင်းနိုင်ဖို့အတွက်ပဲအသုံးဝင်ပါတယ် ဒီလိုအားနည်းချက်ကြောင့်လည်းဖြစ်တယ်လို့တရုတ်ကိုယ်တိုင်ကလည်းဒီအစင်းမှာမရက်တန်းကျင်တာကြောင့်လည်းပါပါတယ်2020ခုနှစ်လုံပါပါတော့တရုတ်ကသူ့ရဲ့ပထမဆုံး Carter Plus စနစ်နဲ့လေယာဉ်နဲ့တင်ပေါ်ကိုရေချနိုင်ခဲ့ပါတယ်တရုတ်ရဲ့တဲ့သမိုင်းမှာအအောင်မြင်ဆုံးမှတ်ချောက်တစ်ခုကိုရှီကျင်းဖျင်ကသူ့ရဲ့တပ်တန်းအတွင်းမှာနှစ်ခါမြောက်ရေထိုးနိုင်ခဲ့တာပါပထမကျင်ကရှန်တုံးကိုပြည်တွင်းမှာပဲအစားအဆုံးတိစောက်နိုင်ခဲ့တာပါဖူကျင်ကသမိုင်းမှတ်ချောက်တင်နိုင်တဲ့ကိစ္စဆိုပေမဲ့အဲ့ဒီရေရှားပွဲမှာတရုတ်စစ်တပ်အကြီးအကဲတွေသိမ့်ပါမလာခဲ့ပါဘူး ဒါနဲ့ပတ်သက်ပြီးတော့လည်းတင်ဆက်ပေးခဲ့မှုပါတယ်။တရုတ်ပြည်တွင်းကဂိုင်းကွင်းမှုတွေကြောင့်စစ်တပ်အကြီးအကဲတွေတိမ့်မပါခဲ့တာဆိုပြီးနိုင်ငံတကာမှာပါတုံ့တက်လာကြပါတယ်။ဒါပေမဲ့နိုင်ငံရေးမှာဘလို့ဖြစ်ဖြစ်အဲ့ဒီရေရှားပွေကတော့တရုတ်အတွက်အဆွေပြားနိုင်ခဲ့တဲ့ဖြစ်ရပါပဲ။တင်ရှစ်တောင်းကျော်လေတဲ့တင်ပေါ်ကြီးကတရုတ်ရေတဲ့အတွက်အိမ်မက်တစ်ခုဖြစ်တဲ့ဒေတာရင်းစိုးမိုးနိုင်ရေးပန်းနိုင်ကိုနှိကက်လာစေခဲ့ပါတယ်။အမေရိကန်ရဲ့ R4 အတန်းစားလေရဲ့တင်ပေါ်လောက်တော့မရှိပေမဲ့တူနီပါတော့ရှိပါတယ်။ ကာတာပလက်စနစ်ဆိုရင်လျှက်စစ်တန်လိုက်စွန့်အင်နဲ့လုထားပါတယ်အမေရိကန်မှာတော့တင်းမောအများစုရဲ့ကာတာပလက်စနစ်ကရင်နွေးငွေးနဲ့အလုံးလုံးနေတဲ့အနေအထားပဲရှိပါသေးတယ်နီမစ်အတန်းစားအများစုမှာအဲ့ဒီရင်နွေးငွေးနဲ့ပဲလေယံကိုပြန်တန်းနိုင်အောင်လုပ်တာပါတင်းမောစစ်တစင်းမှာစစ်စင်းလောက်ကရင်နွေးငွေးကာတာပလက်နဲ့ပဲတုံးပါသေးတယ်ဒီ force အတန်းစားတစ်ခုတည်းကပဲလျှက်စစ်တန်လိုက်ကာတာပလက်နဲ့ပါသူမှာတော့ကာတာပလက်စနစ်က၄ခုပါပါတယ်တရုတ်ရဲ့ဖူကျင်းမှာတော့၃ခုပဲရှိပါတယ်ဒါပေမဲ့ ဒီနည်းပညာကိုတရုတ်ကလက်လန်းနိုင်ပြီဆိုတဲ့အတွက်အစွန်တော့မရောပါဘူး။ဒါကိုသုံးနေတာကအမေရိကန်ပြင်သင်းတဲ့တရုတ်ပဲရှိပါသေးတယ်။တရုတ်စစ်တပ်လိုင်းနဲ့အလုပ်လုပ်တာကိုလင်းရည်သင်းပေါ်ရှိတဲ့နိုင်ငံတိုင်းမလုပ်နိုင်ကြပါဘူး။ထိမ့်သိမ့်ပြုတ်ပြင့်စရေးကတော်တော်လေးကိုများတဲ့အတွက်ပါ။တရုတ်ဘက်ကတော့ကောင်းကောင်းကြိုက်တွင်နေပြီဆိုတဲ့အဆင်ရောက်နေတာကိုဒီဖြစ်ရက်ကနေသိနိုင်ပါတယ်။ကာတာပလက်စနစ်တွင်နဲ့လင်းရည်သင်းပေါ်တွေရဲ့အားသာချက်ကတော့အစောကပြောခဲ့သလိုပဲဂျယ်နီယန်တွေကအစာအလေးချိန်ပိုများတဲ့ပင်ကာတဲလင်းရည်တွေကိုပါလေတဲလွှတ်တင်နိုင်တာပါ။ ဒီလိုလုံးလိုက်တာကရေချောင်းတိုက်ပွေနဲ့ရေပြင်စိုးမိုးရေးတွေမှာအထောက်အပံ့ဖြစ်စေပါတယ်။အတောင်းကတော့ပင်ကာတဲအင်ဂျင်နဲ့ပြင်တဲ့ရေဒါလီယံတွေကိုတင်ပေါ်ကနေလွှဲနိုင်တာကြောင့်ပါ။ American မှာဆိုရင် E2 Hawkeye တွေကိုလေယာဉ်တွေမှာလွှတ်တင်ပါတယ်။တရုတ်ကလည်း American လေယာဉ်ကိုပုံတူကူးပြီးတော့မှတရုတ်ဘက်ဆင်းနဲ့ထုတ်ထားပါတယ်။ဒီလေယာဉ်တွေကရေဒါလီယံတွေဖြစ်လို့လေချောင်းကရန်သူလေယာဉ်တွေအပြင်ရေပြင်ကတင်ပေါ်တွေကိုပါကောင်းကောင်းမြင်နိုင်ပါတယ်။ပြောရရင်တော့ပင်လေတွေမှာဖူးချင်းတင်ပေါ်အတွက်မျက်ကွေနေရာမရှိတော့ပါဘူး။ 2020နှစ်ကနေစလိုက်တဲ့ဘေဂျင်းရဲ့လျင်နဲ့တင်ပေါ်ရရှိရေးအိမ်မက်ကတနှစ်တည်းတစ်နှစ်ပို့ပြီးတော့မှအစွန်းထက်လာပါတယ်။ဘေဂျင်းမှာလျင်နဲ့တင်ပေါ်ပေါ်မှာတုံးနိုင်တဲ့လျင်အမျိုးအစားဆိုရင်နှစ်မျိုးရှိပါတယ်။ဒါကတော့ G50 နဲ့ J35 တွေပါ။ G50 ကတော့2023မှာစပြီးတွေ့ရပါတယ်။ဆိုဗီယက်ရဲ့ SU33 နစ်ပညာကိုပုံတူကူးပြီးတော့မှတရုတ်ဘက်ဆန်းလုပ်ထားတဲ့လျင်ပါ။အင်ဂျင်နှလုံးတက်ထားတဲ့လျင်ဖြစ်ပြီးတော့ပထမဆုံးအနေနဲ့လျှောင်နေတဲ့ရှင်တုံးတင်ပေါ်တွေမှာတုံးပါတယ်။ PL10 နဲ့ PL15 မဆိုင်တွေကိုပြစ်နိုင်ပြီးတော့အချက်လက်တချို့မှာဆိုရင်ပြန်နေခြင်းတခြားနေရန်တွေကိုပါစီပြစ်ပေးနိုင်တယ်လို့ဆိုပါတယ်။နောက်တစ်မျိုးဖြစ်တဲ့ J35 ကတော့ကိုပြောက်နေရန်ပါမိတ်ဆက်ပေးတာကတော့မကြသေးပါဘူးကျွန်တော်ဗီဒီယိုလုပ်ပေးခဲ့ပြုပါတယ်။၂၀၁၅စက်တဘာလတုန်းကမှပဲစားပြီးတော့မှမိတ်ဆက်တာပါ။ American ရဲ့ F35 တိုးလို့ကိုပြောက်အမျိုးအစားဖြစ်လို့သူ့ရဲ့အစွန်းကလည်းမသေးပါဘူး။အသုံးပြတာကိုမတွေ့ရသေးပေမဲ့ဖူးချင်းတင်ပေါ်ဗီဒီယိုတွေမှာတော့လွှတ်တင်တာကိုတွေ့ရမှာပါ။ တရုတ်ရဲ့ဒုတိယမြောက်ကိုပြောက်တိုက်လေရန်ဖြစ်လို့အရင်အမျိုးအစားဂျေတွန်တီရဲ့အာဏာချက်တွေကိုပြင်ဆင်ထားပုံရပါတယ်။နောက်ထပ်တစ်မျိုးကတော့လေရန်မဟုတ်ပါဘူး။ GJ11 လို့ခေါ်တဲ့ကိုပြောက်ဒရုန်အမျိုးအစားပါ။သူကလည်းဖူကျဲမှာအသုံးပြုနိုင်မယ်လို့ခန့်မှန်းထားကြပါတယ်။2023ခုနှစ်စီရေးပြပွဲမှာပထမဆုံးတွေ့ခဲ့ရပေမဲ့2025အထိသူ့ကိုအသုံးပြုတာကိုမတွေ့ရပါဘူး။တရုတ်ဘက်ကအင်အားပြားရှင်လွန်အားကြီးလို့မပြီးသေးတာတော့မှထုတ်ပြလိုက်ပုံရပါတယ်။ဖူကျဲမှာဒီဒရုန်တွေကဂျေ35နဲ့တွေ့ပြီးသုံးနိုင်တယ်လို့တော့အများစုကယူဆကြပါတယ်။ ခေတ်သစ်ပွဲမှာ drone နဲ့လူလိုက်ပါတဲ့ရင်တခုခုရှိတ်ဆက်သုံးနိုင်တယ်ဆိုတဲ့အယူအဆကအခုနှစ်ပိုင်းတွေမှာရေပန်းစားလာပါတယ်။ဒါကြောင့်ဂျေတာဒီဘိုင်ရဲ့ဘေးမှာရှိတဲ့လေယံတွေအနေနဲ့သူ့ကိုမြင်ရနိုင်ခြင်းရှိပါတယ်။ဖူဂျင်တမောကအခုလက်ရှိတရုတ်ရေတန်းမှာအဆင်အမြင်ဆုံးဖြစ်ပေမဲ့ဗေချန်ရဲ့အိမ်မက်ကတော့မပြည့်သေးပါဘူး။တမောရဲ့အာနေဇက်ကဒီဇယ်အင်ဂျင်နဲ့မောင်းရတာပါ။အေယိုဘက်ကနျူကလ িয়ার အင်ဂျင်နဲ့ထုတ်လုပ်ဖို့တော့လုပ်နေပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းကဆိုရင်ဂျူရူးပုံတွေထွက်လာပါတယ်။ဘလို့ပုံလဲဆိုရင်တော့တရုတ်ရဲ့လေယံတွေတင်ပေါ်အသေးတိဆောက်နေတဲ့ပုံပါ။ တင်းတင်းတင်းပေါ်ချင်းမှာတိဆောင်းနေတဲ့တင်းပေါ်ကအခုဒီဖူချင်းထက်အွေအစားပိုကြီးပြီးတော့မှနျူကလ িয়ার အင်ဂျင်တက်မဲ့အမျိုးအစားလို့လည်းခံမဲလာကြပါတယ်ဖူချင်းတိဆောင်းရင်းမှာတွေ့ရတဲ့အင်ဂျင်ခန်းထက်အခုတိဆောင်းနေတဲ့တင်းပေါ်ရဲ့အင်ဂျင်ခန်းကပိုကြီးနေတာပါဒီတင်းပေါ်ကို type 00ဖို့အမျိုးအစားဖြစ်မယ်လို့ပြောကြပါတယ်တရုတ်ကနျူကလ িয়ার အင်ဂျင်နဲ့ပတ်သက်ရင်အတွေ့အကြုံရှိထားပြီးသားပါသူတို့စီမှာနျူကလ িয়ার အင်ဂျင်နဲ့ရေကုန်တင်းပေါ်တွေရှိပါတယ်ဒါပေမဲ့နျူကလ িয়ার အင်ဂျင်တဲ့ရေပြင်ပေါ်ကတင်းပေါ်တွေတော့မရှိပါဘူး ဘလို့ဖြေးလာမှာလဲကတော့ဆက်ကြည့်ရပါဦးမယ်။တရုတ်ဘက်ကဘာကြောင့်နျူကလ িয়ার လေယာဉ်နဲ့တင်ပေါ်ကိုတိဆောက်လာတယ်လဲဆိုရင်တော့ဒီအမျိုးအစားတွေကစစ်ဆင်ရေးနေမြေကိုကြေပြန်းအောင်ဖျက်နိုင်လို့လို့ပဲဖြေရပါမယ်။နျူကလ িয়ার လေယာဉ်နဲ့တင်ပေါ်ကိုပိုက်ဆိုင်မယ်ဆိုရင်ဘီဂျက်အနေနဲ့တောင်တရုတ်ပင်လေပြီးရင် First Island ရှင်းနဲ့ကမ္ဘာပေါ်ကဗီနီယာကိုမဆိုတော့ရောက်လာနိုင်မှာပါ။ဒီလိုဖြေလာခဲ့ရင်တရုတ်ရဲ့ဩဇာအာဏာကအင်ဒိုပစိဖိတ်မှာတယ်မဟုတ်ပဲအစားနေရာတွေမှာပါဖြန့်ကျက်လာနိုင်ပါပဲတရုတ်ရဲ့လျင်တဲ့သင်္ဘောပန်းနိုင်ကဒီအရာပါပဲဩဇာကြီးထွက်ရေးပါ ီနေရာမှာပဲရက်တန့်တော့မယ်ဆိုရင်တော့မှတရုတ်လို့မခေါ်တော့ပါဘူး။ China က तू ပန်းနိုင်ရောက်တော့ရင်တော့မှတခါမှမနာတဲ့သူပါ။ Type 07 ship လို့ခေါ်တဲ့ drone နဲ့တင်ပေါ်ကိုပါတိစောက်နေပါလေ။ American အယူအဆနဲ့ဆိုရင်ဒီတင်ပေါ်က MBBS Assault ship ပါ။ Candace စစ်ဆင်ရေးတွေမှာတုံးနိုင်တဲ့ရဟတ်ရင်တဲ့တင်ပေါ်အမျိုးအစားနဲ့တူပါလေ။ဒါပေမဲ့တကယ်ကြည့်ရင်တော့ဒါကမတူပါဘူး။တရုတ်ရဲ့တင်ပေါ်မှာက Cataplexnic ကိုတခုထည့်ထားပါလေ။ဒီလိုစနစ်ပါလာတာကရဟတ်ရင်တွေအတွက်တင်မဟုတ်ပဲ drone နဲ့ J35 တွေလိုနေရင်တွေကိုပါ တင်ဆောင်လွှတ်တင်နိုင်တယ်ဆိုတဲ့အထိပ္ပာယ်ဖြစ်ပါတယ်။လက်ရှိအထိကတော့ဒီဇယ်အင်ဂျင်ကိုပဲတုံးထားတယ်ဆိုပေမဲ့နောက်ပိုင်းမှာနျူကလ িয়ার ကိုပါတုံးလာနိုင်ပါတယ်။အမေရိကန်ကဒီလိုသင်္ဘောတွေမှာဆိုရင် F-35 တွေကိုတော့မှအဲ့ဒါလောက်မတုံးပါဘူး။အများစုကရဟတ်ရှင်နဲ့ပဲလေပတ်နေတာပါ။တရုတ်ကထူးထူးခြားခြားပဲဒီနေရာမှာလေယာဉ်ကိုပါတုံးလာနိုင်ခဲ့ပါတယ်။ဒါတွေကဘေးနေရာမှာအတုံးဝင်လာနိုင်တယ်လဲဆိုရင်တော့ထိုင်ဝမ်ကျူးကျော်မှုနဲ့တောက်တရုတ်ပင်လေကဒေတာရဲနိုင်ငံငွေတွေကိုစိမ့်ဆောက်တဲ့နေရာမှာအတုံးဝင်ပါတယ်။လေယာဉ်နဲ့သင်္ဘောလောက်ဒီအရွယ်အစားမကြီးပေမဲ့ တာမန်နိုင်ငံတွေကိုတော့အတိုင်းအတာတစ်ခုအထိရှိန်ဆောင်လို့ရနိုင်ပါတယ်။ဒါကြောင့်ဒီတင်မောတွေကဒေတာတွေအတွေ့ရည်ရွယ်ထားတယ်ဆိုပြီးတော့မှခံမှန်းထားကြပါတယ်။ဒီတော့တရုတ်ရဲ့မဟာဗျူဟာအကြောင်းကိုကျွန်တော်တို့ပြောရအောင်ပါ။ရင်းရင်တင်မောတွေရဟယင်တင်မောတွေတိစောက်တာမှာရည်ရွယ်ချက်ရှိတယ်လို့မဟာဗျူဟာလည်းရှိမှာတော့အသေးကြပါပဲ။အင်အားကြီးထွားရေးဆိုတာကရည်မှန်းချက်တစ်ခုဖြစ်ပေမဲ့ဘယ်နေရာမှာဘလို့သုံးရမယ်ဆိုတာကတော့မဟာဗျူဟာပါ။ဗီတင်မှာမပြောင်းလဲတဲ့ယူဆချက်တခုရှိပါတယ်။ဒါကတော့ဝါရှင်တန်ဘက်ကလက်ရှိနေတဲ့အင်ဒိုပစိဖိတ်အရေးကိုသဘောမကျတာပါ။ အမေရိကန်နဲ့ကာရေဘီယံဒေသမှာတရုတ်ကမဆွဲဖက်တယ်လို့ပဲသူကလည်းအမေရိကန်ကဆွဲဖက်တာမျိုးမလို့ကျင်ပါဘူးဒီလိုကြည့်ရတော့တရုတ်ဘက်ကတရားတယ်လို့မြင်ပါလိမ့်မယ်လက်တွေကဒီထက်ပိုရှုပ်ပါတယ်တရုတ်ကဒေသရင်းဖြစ်တဲ့တောင်တရုတ်ပင်လေကိုလုံးဝအပိုင်သိမ်းကျနေတယ်လို့ထိုင်ဝမ်ရဲ့လွတ်လပ်ရေးကိုပါဗီထင်းရဲ့မူဝါဒနဲ့ရှုတ်ကန့်ရှင်းနေပါတယ်အမေရိကန်ရဲ့အမြင်မှာတော့ဒါတွေကတရုတ်ရဲ့ဗိုလ်ချအနိုင်ကျင့်တဲ့လုပ်ရပါနောက်ပြီးတော့နိုင်ငံတကာရေပိုင်နဲ့ထေးပါတဲ့တောင်တရုတ်ပင်လေကို ဒီနိုင်ငံတစ်ခုကအပိုင်ထိန်းချုပ်ရှင်တာကလည်းစီးပောင်မရှိလုံးနေတဲ့အရာလို့မြင်ပါတယ်တရုတ်ရဲ့ဒီလိုရက်တွေကဒေတာရဲပြည်ညင်ရင်းနဲ့အမေရိကန်အကျိုးစီးပွားကိုထိခိုက်စေတဲ့အရာဖြစ်မယ်ဆိုပြီးတော့မှဝါရှင်တန်ဘက်ကယူဆထားခဲ့တာကြပါပြီ။နောက်ပြီးတော့အင်လိုပစိဖိတ်ဆိုတာအမေရိကန်ရဲ့ကစားကွင်းတစ်ခုပါ။ဒီနေရာကိုအမေရိကန်ကလွှဲပြီးတခြားသူကလာပြီးဗိုလ်ကြားစုမိုးတာမျိုးကိုအင်ဖြူတော်ဘက်ကလက်မခံပါဘူး။ဒါကြောင့်တရုတ်ဘက်ကအရွေးတစ်ခုခုလုပ်တိုင်းအမေရိကန်ကဒီနေရာတွေမှာတံပြန်တဲ့ကိစ္စတွေကိုလုပ်ပါတယ်။ဥပမာအနေနဲ့ဆိုရင်တောင်တရုတ်ပင်လယ်မှာတရုတ်ကဆင်းရှောက်တာတွေလုပ်ရင် အမေရိကန်ကလျင်တဲ့တင်ပေါ်တွေနဲ့လာပြီးတော့မှအင်အားပြတာထိုင်ဝမ်ကိုရှိမ်းရှောက်ရင်အမေရိကန်ကထိုင်ဝမ်အနာကိုရောက်လာပေးတာဒါတွေကဖြစ်နေကြကိစ္စတွေပါဗီဂျင်းရဲ့အမြင်တွေကတော့အမေရိကန်ရဲ့ဒီလိုလုပ်ရက်တွေကအင်အားကြီးနိုင်ငံအစင်ချင်းစီမဆောင်တဲ့ကိစ္စလို့မြင်နေပါတယ်ဝေစာများစားရမယ့်ကိစ္စမှာအင်ဖြူတော်ကပဲအကုန်ယူထားပါတယ်ဝါရှင်တန်ရဲ့ပါဝင်ပတ်သက်မှုကိုဆွဆားဖို့ဒါမှမဟုတ်မရှိတော့အောင်လုံးမယ်ဆိုရင်သူလောက်အင်အားရှိမှဖြစ်မယ်ဆိုပြီးတော့မှတရုတ်ကမြင်လာပါလေအဲ့ဒါအတွက်အဖြေကရေတဲ့တူရှိရေဆိုတဲ့ကိစ္စဖြစ်လာပါလေ ဒေတာရင်းကအမေရိကန်ကိုရှော့ချနိုင်ဖို့ဆိုရင်အမေရိကန်နဲ့ရှင်နိုင်မဲ့ရေတန်းအင်အားမျိုးရှိဖို့လိုတယ်ဆိုပြီးတော့မှဘေဂျင်းဘက်ကတွေးလာခဲ့ပါတယ်။ဒီလိုနဲ့ပဲရေတန်းအင်အားတိုးရှေရေကဖြစ်လာတယ်လို့ပဲပြောရမှာပါ။သူတို့ရဲ့မဟာဗျူဟာကတော့ရေတန်းအင်အားကိုတောင်တရုတ်ပင်လေအရှေ့တရုတ်ပင်လေနဲ့အင်ဒိုပစိဖိတ်ဒေသအထိဖြန့်ထားဖို့ပါ။နောက်ပြီးတော့ဒီနေရာမှာပဲဖြန့်ရမှာလို့မမြင်ပါဘူး။အိန္ဒိယသမုဒ္ဒရာတို့လိုတောင်ဘက်ကနေရာတွေမှာလည်းတရုတ်အင်အားတွေရှိထားရမယ်ဆိုတဲ့မဟာဗျူဟာမျိုးဖြစ်လာပါတယ်။ ပြောရရင်တရုတ်ရဲ့ပပက်လီမှာရှိတဲ့ရေပြင်တွေကိုတရုတ်တင်ပေါ်တွေနဲ့ပဲစောင်းကျက်ရှင်တာပါပဲဒီလိုမဟာပြူဟာအတွက်ဆိုရင်နေရာတင်ပေါ်တွေကအကြီးကကျလာပါတယ်နျူကလ িয়ার လေယာဉ်တင်ပေါ်ဆိုရင်ပို့ပြီးတော့တော့မှအရေးပါပါတယ်စီဖြစ်တန်းစရာမလို့ပဲအင်အားဖြန့်ကျက်နိုင်တဲ့အပြင်မဟာမိတ်နိုင်ငံနေနေနဲ့လည်းလုံနိုင်လို့ပါတရုတ်ကသူ့ရဲ့လုပ်ရက်တွေကြောင့်အင်းကြီးချင်းနိုင်ငံတိုင်းနဲ့မတည့်ပါဘူးစီးပွားရေးအရသာပေါင်းကြရပေမဲ့စီးရေးတွေမှာတော့မဟာမိတ်ကတရုတ်မှာနေပါတယ်ဒါကြောင့်ဒီဇယ်အင်ဂျင်နဲ့လေပယ်မဲ့လေယာဉ်တင်ပေါ်က ဒေတာရင်းအင်အားဖြန့်ဖို့အတွက်အဆင်မပြေပါဘူးနျူကလ িয়ার စွန့်ရင်တုံ့မှပဲအဆင်ပြေမှာပါဒါကြောင့်တရုတ်ရဲ့ရေတဲတူရှိရှိနဲ့နျူကလ িয়ার လျင်နဲ့သင်္ဘောကိစ္စတွေကဒေတာရင်းတည်ငြိမ်ရေးအတွက်စိုးရိမ်စရာဖြစ်လာပါတယ်အမေရိကန်တွက်တဲ့ဒါကအနာဂတ်မှာကြုံရမယ့်အန္တရာယ်တစ်ခုပါပဲတရုတ်ရဲ့မဟာဗျူဟာတွေကအမေရိကန်ကိုဥတီနေတာမဟုတ်ပေမဲ့လာမဲလာမဲနှစ်တွေမှာအမေရိကန်ဆိုတာတရုတ်အတွက်လက်တကန်ဖြစ်လာနိုင်ပါတယ်ဒါကြောင့်လည်းအခုဖြစ်နေကြတဲ့အင်ဒိုပစိဖိတ်နိုင်ငံရဲ့ကစားပွဲတွေမှာ အမေရိကန်ကနောက်ကွေကနေပါဝင်နေတယ်လို့အများစုကယူဆနေကြပါတယ်။တနေ့ကကျွန်တော်တင်ဆက်ခဲ့တဲ့ဂျပန်ရဲ့ယူနာဂူနီကျွန်းမှာကာကွေရေးတိုးချတာတွေဆိုရင်အမေရိကန်ရဲ့နောက်ကွေကပန်ဖို့ပေးမှုတွေလည်းပါနေမှာပါ။ဖိလစ်ပိုင်နယ်နဲ့အမေရိကန်ကအခုနှစ်တွေမှာပို့ပြီးတရင်တနည်းရှိလာတယ်လို့အာဆီယံကိုလည်းတရုတ်တင်ပြန်ရေးအတွက်မိဖက်အဖွဲ့အနေနဲ့အင်ဂျူတော်ဖက်ကလက်ခံလာပါတယ်။တရုတ်အင်အားကြီးထွားလာရေးမဟာဗျူဟာကိုတာစီဖို့အတွက်အမေရိကန်မှာမိဖက်များများဆဆမရှိပါဘူး။တရုတ်နဲ့မတည့်တဲ့အိန္ဒိယတောင်မှအခုဆိုရင်ဘေကျင်းနဲ့ပခုံးဖက်နေကြပါပြီ။ လက်တော်ခင်းကျင်းမှာတော့ American ဘက်ကအသာစီးရနေသေးပေမဲ့ဘေးအထိဖြစ်လာမှလဲဆိုတာကတော့စောင့်ကြည့်ရပါဦးမယ်။တရုတ်ဘက်ကအစောပေးရတာတွေဖြစ်ခင်းရတော့ American ကအတင်းဖိထားရပါသေးတယ်။ Washington ဘက်ကသာတတိမထာမီပဲကြိုးစောလာရင်တော့နဂါရကောင်ကပစိဖိန်နဲ့အိန္ဒိယသမုဒ္ဒရာမှာကူးခတ်နေတော့မှာပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒါတော့ပါပဲခင်ဗျာ။ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့ရဲ့အမြင်ကို comment မှာ share ပေးတော့ကြည့်ဖို့တောင်းဆိုပါရစေ။နောက်ထပ်မှာလည်းအခုလိုမျိုးအကြောင်းအရာတွေကိုအမြင်နဲ့ပုံမဲ့တင်ဆက်ပေးနေဥမာမို့စောင့်မျှော်ကြည့်ရှုကြပါအောင်ခင်ဗျာ။နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှပြန်တွေ့ကြရအောင်ပါ။ အကောင်ဆုံးအသက်သာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစေလူကြီးမင်းတို့ရဲ့ great အမှတ်စဉ်အောက်လမ်းမှဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဇေနောအသက်သာဆုံးနဲ့အမြင့်ဆုံးဝန်ဆောင်မှုပေးနေပါပြီဖုန်းနံပါတ်39668 9172 625နဲ့399 905 8539လေးလေးနှစ်တို့နဲ့ကျမတို့ရဲ့ Facebook page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ် ကောင်းဆောင်သောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါရောရှင်။